ဲ့တော့ဘဝဟာဘယ်လိုပဲပြုပြင်ပြုပြင်ပြီးတော့ဘယ်လိုပဲစောက်ရှောက်ပြီးတော့နေနေဘယ်လိုပဲတခဏငြိမ်းချမ်းအောင်ပဲနေနေမိမိတို့ရဲ့ဘဝနေနည်းဟာမမြဲဘူးအမြဲတမ်းချမ်းသာတဲ့နေနည်းမဟုတ်ဘူးအဲ့တော့တရားဓမ္မတွေတရားလာအထုတ်ပါလို့ဆိုတော့အဲသိင်းကွာကျမ်းနေမလုံမပြန်ရမယ်နဲ့ကျမ်းနေပြင်းထန်နေအဲ့လိုပြင်းထန်နေဆိုတော့ ။ဦးဇင်းတို့ကတက်တက်ဓမင်းကြွေးပြီးတော့ရက်ဆက်နေတာလည်းမဟုတ်ဘူး။ယောဂီတို့ရဲ့စိတ်အထင်းမှာကိန်းနေတဲ့ပြီးမခံခြင်းတဲ့ဒေါသတက်တရာကိုပြုပြင်လို့တဲ့လောဘအဲ့ဒီလောဘဒေါသဒုက္ခဝိညာတက်လာတော့ဘလို့ချမ်းသာပါမလဲလို့အာထုတ်တာကအဘိဇ္ဇာအဲ့ဒီဒုက္ခအယဉ်ကိုမခံစားခြင်းတော့တနှုံနှုံခံစားနေတဲ့ဒေါမနတအဲ့ဒီအဘိဇ္ဇာဒေါမနတကို ခွာရတယ်မြတ်စွာဘုရားရှင်က အဘိဇာဒေါမနတဝိနေယတဲ့ရှင်းသားချက်သမီးတို့တရားကျင့်မဲ့စိတ်မှာအဘိဇာဒေါမနတကို ခွာပြီးတော့မှကာယိစကာယ ानु ဘသနာကိုကျင့်မှာမြတ်စွာဘုရားကတော့ဤကဲ့သို့ခိုင်းပါလေအခုဒီခါမှာတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကဘေးချကုန်ပါပြီလောကီအာယံကာမဂုဏ်တွေရှေ့တန်းတင်တော့မြတ်စွာဘုရားဘာဟောမှမသိတော့ဘူးမြတ်စွာဘုရားရဲ့ဟောထားတဲ့မဟာသီလကဏ္ဍတုံးမှာရှင်းသားချက်သမီးတို့ ကိုရောစိတ်ကောငြိမ်ချမ်းဖို့သောကပရိဒီဝဝီးတွေငြိမ်ဖို့အရိယာမကိုရောက်ဖို့နိဗ္ဗာန်ကိုမြင်မောက်ပြုနိုင်ဖို့အတွက်ငါဖျားပေးမယ်ကိုရောစိတ်ကောငြိမ်ချမ်းဖို့ယောဂီတို့ယောဂီတို့ခုစီဝါရှာနေကိုရောစိတ်ကောငြိမ်ချမ်းဖို့မဟုတ်ဘူးလားပစာမရှိငြိမ်းချမ်းပါမလားဒါဖြင့်အဲ့ဒီငြိမ်းချမ်းမှုဒီတခဏ ငင်းညမ်းမှုပဲဖြစ်ပါလေတဲ့။သေတဲ့အခါကျတော့တခဏငင်းညမ်းမှုနဲ့ကုစားလို့ရသေးလား။မရတော့ရုပ်ရောကုရောစိတ်ရောပင်ပန်းပင်ပန်းပြီးတော့တောကပလီတွေဝါမိတောက်မလာဘူးလား။အေးမြတ်စွာဘုရားရှင်ကကိုကြီးပင်ပန်းခြင်းစိတ်ရိပ်ပင်ပန်းခြင်းမှငြိမ်းဖို့တောကပလီတွေဝါမိတွေချုပ်ဖို့အရိယာမကိုရောက်ဖို့နိဗ္ဗာန်ဆိုတဲ့ငင်းချမ်းတဲ့တက်ကြီးရဖို့အတွက်ငါဖျားပေးမယ်။အဲ့လိုပေးမယ်ဆိုပြီးပေးထားတဲ့ ်ခေါင်းစဉ်တက်ပြီးတော့ဂျင်ညာထားတဲ့ဖျားပေးထားတဲ့နီးကအဲ့ဒီငင်းချမ်းတဲ့ဓာတ်ကြီးကျင့်ဖို့အတွက်မကျင့်မီ ရှေးဖို့၌ယောဂီတို့ရဲ့စိတ်မှာရှိတဲ့အဘိဇ္ဇာဒေါမနတ္တကိုခွာတာပါဦးတဲ့တတိတံပဇာနောအာတာပိဝရိယဂါရမတွေအာတာပိဝရိယဆိုတာသိလားနော်မသိမှန်းသိလို့မရပါတရားကျင့်တော့မယ်ဆိုခန္ဓာနဲ့အသက်မငဲ့ကွက်ဖဲနဲ့ အရေးပဲစုပ်စုပ်အသားပဲပဲ့ပဲ့အယူပဲကြိုးကြိုးကျင့်ပါတဲ့အဲ့လိုကျင့်ရမယ်အဘိဓါဒေါမနတခွာမယ်တတိရှိရမယ်စင်ညုံတရားရှိရမယ်အဲ့ဒီ၄မျိုး ਨੇ ပြည့်စုံပြီးမှကာယစကာယတုပဒနာတရားထုတ်ရမယ်အဲ့တော့မြတ်စွာဘုရားတတ္တရာရှိတဲ့အချိန်မှာဂေါတိကမထေတရားအားထုတ်တာသမဘာရှိပါနဲ့နေပြီးတော့လောကလောကီနဲ့ပြင်ကျင့်နေတယ်ဝိပဿနာကိုအားမထုတ်ဘူးနောက်မှနောက်မှနောက်မှနေနေရတယ် နောက်ဆုံးအသေးစံလေးဖြာရောသူသမာဘတ်ကိုသူဝင်စားတာသမာဘတ်ကိုမရောက်ခွင့်နဲ့ရှော့ရှော့ကြတာ6ကြိမ်တိုင်းနေငါဒီတိုင်းသာသိရရင်တော့ပုတုဇဉ်ဘဝနဲ့သိရရင်တော့ဂတိမမြဲဘူးတဲ့တရားဓမ္မကြီးဂေါတိကမထေဘာကိုကြောက်တာလဲဂတိမမြဲဘူးဂတိမမြဲဘူးဆိုတာဘာလဲသိပြီးရင်ဘယ်ဘဝရောက်လို့ရောက်မှန်းမသိတာကိုပြောတာဟုတ်ပြီလား တို့ဒီရတကာဓမ္မတွေရောငါတို့သိရင်ဘယ်ကတိနဲ့သိမယ်ကောင်းတဲ့ကတိနဲ့သိမယ်လို့အပိုင်ဆုံးပြနိုင်ရင်လားဆုံးပြနိုင်ဘူးဟုတ်ပြီနော်အဲ့တော့နော်အဲ့ဒါကြောင့်မလို့ဘဝဟာမမြဲဘူးမခိုင်ဘူးဘယ်တော့မှမမှန်ဘူးအဲ့ဒီတော့ကြောင့်ဘဝကိုမဖြစ်ချင်ဘူးအခုဒီရပိဋကကြီးကဒီဘဝဒီရတာကိုဒီဘဝဒီဟာနဲ့ပဲနှိမ့်မြုပ်ပြီးတော့မေ့နေတယ်နောင်အနာဂတ်အတွက်မပြေစင်냐ဘူးနောင်သွားမဲ့ဘဝအတွက်ငါ အခုတရားနာတဲ့ပြည်သားကြီးအပေလေးပါလွတ်ပြီလို့အာမခံနိုင်လားအဲ့ဒါပဲတထေးကြီးမဖြစ်နေပါစေအာနာရှိကြီးမဖြစ်နေပါစေအသေးတတ်ဖို့ရေသေပြီးငရေအပေလေးပါလွတ်ဖို့ရေအဲ့ဒါရည်ကြီးဆုံးပဲနော်အဲ့ဒါကြောင့်မလို့တရားဓမ္မကြီးနောက်အနာဂတ်တဲ့သွားဖို့အတွက်မိမိဘာပြင်ဆင်နေပြီလဲတေအောင်တတ်တဲ့တပ်ပွဲနောက်ဆုံးချိန်နောက်ဆုံးနေရာမှာပြင်းထန်တဲ့ဒုက္ခဝေဒနာအတွက် လုံမြောက်ဖို့အတွက်ငါဘာရင်းနှီးပြီးပြီလဲမိမိရဲ့ဘဝဘလောက်ခိုင်းပါပြီလဲငါရဲ့လူဆိုတာအမြဲမလူဘူးဘဝအဆုံးသတ်တဲ့အခါမှာနောက်နှစ်90မကြာဘူးအဲ့ဒါပတ်ဝန်းကျင်မှာပဲဒီဘဝအဆုံးသတ်မယ်ဘလို့အဆုံးသတ်မှာလဲဒီဘဝအဆုံးသတ်ပြီးဘယ်ဘဝကိုသွားပါလဲဘလို့ပုံစံမျိုးနဲ့သွားမှလဲဆိုတာကို မသေးကြဘဲနဲ့နေချင်းသည်မိမိတို့အတွက်ဆုံးဆုံးခြင်းပဲဒါဦးဇင်းရသတိပေးလိမ့်မယ် ဦးစင်းပြောတဲ့ဇာတ်ကြီးကယောဂီတို့သိတယ်တရင်ကပါသွားပါလိမ့်မယ်အဲ့တော့ဦးစင်းတို့ဒီမှာတရားကျင့်နေဆိုတော့အစာကြီးပြီးတရားပြီးပြီးတက်တက်ခေါ်ရင်းစေတာမို့မိမိတို့ရဲ့စိတ်ထဲမှာကိန်းနေတဲ့လောဘဒေါသသေရင်မှွေနှောက်မဲ့ဓမ္မနဲ့ထိုးသလိုမှွေမဲ့လောဘဒေါသကိလေသာတရားကိုမတိခင်ဖော်ထုတ်ပြီးမနဲ့တတ်တာကိုယ်ဝင်မမွေးနိုင်တဲ့ပုဂ္ဂိုလ်ဈေးုံသွားတဲ့တော့ ဘိုက်ခွဲတော့ဘိုက်ခွဲတဲ့လူနာကနာတယ်ဆိုပြီးអော်သလားဘိုက်ခွဲတဲ့လူနာလीကလေးမွေးမဲ့ဆိုတော့ဒကမဘိုက်ကိုဓာတ်နဲ့ခွဲတာနာတယ်ဆိုပြီးអော်သလားဘာဖြစ်လို့လဲရုပ်မှာဆင်းရဲတာရှိသလားဓမ္မဆင်းရဲတာလဲဟုတ်လားစိတ်မှာဆင်းရဲတာကိုမသိဘဲနဲ့အောက်ကကြာကြာထိုင်ညောင်းတာနာတာပဲထက်တွေ့တော့ယုတ်ကြီးပဲထက်တွေ့မနေဘူးလား ယုံမှဆင်းရဲချမ်းသာရှိသလားကောင်းဆိုးတော့ရှိတယ်တဲ့ဆင်းရဲချမ်းသာမရှိဘူးဆင်းရဲတဲ့ချမ်းသာတယ်ဆိုတာစိတ်မှာစိတ်မှာတောက်တဲ့မီးကိုစိတ်မှာတတ်ဖို့အတွက်အဲ့ဒီမီးကိုဖော်ထုတ်တာသူနဲ့ရှင်ပဲဝေဒနာနဲ့ဖော်ထုတ်ပြီးတော့မှတတ်လို့ရတယ်ဒုက္ခဝေဒနာနဲ့ရှင်တဲ့ဒေါသကိုဒုက္ခဝေဒနာ ပြပြီးတော့ဖော်ရတယ်ဒုက္ခဝေဒနာနဲ့ရှင်ကြီးတဲ့ကိလေသာတတ်ခြင်းဒုက္ခအာယုံကိုပြဖော်ရတယ် အဲ့ဒီလိုပြပြပြီးတော့ငါလိုချင်ငါစားချပြီးပြီးတော့ငါကိုများခေါ်ရတယ်။အဲ့လိုများခေါ်ပြီးတော့ငါစားနဲ့များခေါ်ပြီးဖမ်းလိုက်တဲ့အခါမှာငါမိသလိုမိမိတို့ရဲ့စိတ်ထဲမှာကိန်းနေတဲ့ကိလေသာကိုဒုက္ခအယုံနဲ့ဆက်ဆက်တဲ့ဒေါသလောဘကိုဒုက္ခအယုံနဲ့ပြပြီးတော့ဖော်ထုတ်ပြီးတော့အစင်းလိုက်အစင်းလိုက်မတ်တက်တတ်တဲ့အခါကျတော့နောက်ဆုံးချင်းစီတွေကျတော့ကိုယ်သာနာပြီးတော့စိတ်မနာတော့ဘူး။ ဲ့တော့ကိုသာနာပြီးတော့စိတ်မနာတော့ဘူးဆိုတော့အရင်တော့နာရီနဲ့စိတ်တွေမရှိတော့လို့ဖြစ်ပြဆုံးလို့မနာတော့တာပေါ့အဲ့တော့မဟုတ်စရာတော့ဟောတော့ကိုကိုနာပြီးတော့ပါတယ်လေစိတ်မနာဘူးအဲ့တော့အရိယသူတော်ကောင်းကြီးကိုတော့နာတယ်စိတ်နာသေးလားအရင်တော့ကိုနာပြီးစိတ်နာတယ်အခုတော့ကိုနာပြီးစိတ်မနာဘူးဆိုတာနာတဲ့စိတ်လောဘဒေါသစိတ်မခံနိုင်မှုစိရတဲ့ရုံးမဲ့ကံမဲ့ပြင်မဲ့မမဲ့ရွှေမဲ့ဆိုတဲ့အဲ့ဒီကိလေသာစိတ်ကတော့မနဲ့အပြီးပဲတတ်သွားတယ် အခုလဲဦးဇင်းတို့ဒီတရားစခန်းမှာမသေးခင်တည်းကသေရင်နားတယ်ထုံတယ်ကျင်းတယ်ကြိုက်တယ်အမလီကဲကြပါဦးဆိုတဲ့တောကမီဒေါသမီနဲ့ရှင်တဲ့စိတ်တွေကိုမသေးခင်နဲ့ကဦးဇင်းတို့ကဖြစ်ပြက်ဆုံးအောင်ပြပါတယ်ဖြစ်ပြက်ဆုံးသွားတော့လူသေးသလားကိလေသာသေးသွားတာလားအေးအဲ့တော့ကိလေသာသေးပြီဒီမနေ့ပြန်သွားကြပြီလူလေးရကျော်လူက34 34ဦးอืม 414ဦးဝမ်းပန်းတသာနဲ့ဝမ်းမြောက်ပြီးတော့ပီတိတွေဖြည့်ပြီးတော့ပြန်သွားတယ်ကိုနာပြီးစိတ်မနာတော့ဘူးလူဖြည့်ရကျုံနဲ့သွားပြီအဲ့တော့တရားဓမ္မတွေရွှေဘုံရွှေနှန်းရွှေကြံန်းနဲ့စံမြန်းနေရပါတော့လဲပဲစိတ်ထဲမှာရှိတဲ့ဒုက္ခအယုံနဲ့တွေ့ထိလာရင်တိမခံခြင်းနဲ့ဒေါသတက်တာတဲ့အာယုံကိုလိုချင်တဲ့လောဘဆိုတဲ့အဘိဇ္ဇာအဲ့ဒီနှမျိုးရှိနေလို့ရတော့အလကားပါပဲတဲ့ ငါရဲ့ဘဝနေနီးကအလကားနေနီးလို့တာတွေ့လိုက်ပါမိမိတို့ရဲ့ချမ်းသာတဲ့စင်ရဲတဲ့ဝမ်းသာတဲ့ဆိုတာနေတိုင်းရှိရလားနောက်ဆုံးချိန်နောက်ဆုံးခါနောက်ဆုံးနေရာကြတော့မိမိတသက်လုံးစားခဲ့တဲ့အရာသာတွေပေါ်သေးလားတသက်လုံးမြင်ခဲ့ကြားခဲ့နားခဲ့တွေ့ခဲ့ထိခဲ့တဲ့ကာမဂုဏ်ခံစားခဲ့တဲ့အရာသာတွေရှိသေးလားအားလုံးပါပဲလေပြောက်ကုန်နှစ်သာရမရှိပြောက်သွားတော့ဒါပဲနဲ့မဖိတ်ခေါ်ဘဲနဲ့ရနေတဲ့ သေအောင်တတ်နေတဲ့ယောဂါရီနဲ့နှိမ့်ဆက်နေတဲ့ဒုက္ခကြီးကတော့အလိုလိုရမလာဘူးလားတသက်လုံးနေခဲ့သမျှစားခဲ့သမျှရှာခဲ့သမျှပျော်မွေ့ခဲ့သမျှခံစားတဲ့သမျှဒီသေးတဲ့ရေသုံးသလိုပျောက်သွားပြီးတော့မိခဲကြီးဖဲ့ပြီးတော့နောက်ဆုံးဇတ်သိမ်းရပါလိမ့်မယ်မိမိတို့ရဲ့ဘဝတမိုင်းဟာသေဒဂဏီပုဂ္ဂိုလ်မှရှိသေးလားမရှိတော့ဟုတ်ပြီနော် အခုတရားနာတဲ့ပိဋကကြီးတိတတ်တဲ့ယူရနဲ့ယနေ့ချိန်ထိငယ်ရရနဲ့ယနေ့ချိန်ထိနေ့စဉ်နေ့စဉ်တော့ပြောကြဆိုကြတွေ့ကြကြုံကြတာတွေမရှိခဲ့ဘူးလားအခုရှိသေးလားအခုလိုပဲသေကံကြီးကြိုက်မရှိတော့အခုကတော့နောက်နေ့ရှိသေးတယ်နောက်နေ့ရှိသေးတယ်နဲ့နောက်နေ့ကိုလွှဲချနေတယ်တင်မဲ့ပုဂ္ဂိုလ်ကြနောက်နေ့လွှဲချလို့ရသေးလားအဲ့ဒီအချိန်အဲ့ဒီခါအဲ့ဒီနေရာမှာသူ့ရဲ့တသက်လုံးရေးခဲ့တဲ့ဘဝတစ်ခုရဲ့တမိုင်းကောင်းဆုံးနှစ်တန်ဘာမှမရှိတော့ဘူး လက်ထဲမှာလည်းဘာမှမရှိတော့ဘူးခန္ဓာကိုယ်နားထဲမှာလည်းအတန်တုံးအတန်ငယ်ရတာကြီးလည်းမရှိတော့ဘူးမျက်လုံးထဲမှာလည်းကြည့်လို့ကောင်းလိုက်တဲ့အမြင်ငယ်ကြီးမရှိတော့ဘူးနှာခေါင်းထဲမှာလည်းအနံငယ်ကြီးမရှိတော့ဘူးရှာထဲမှာလည်းအရသာငယ်ကြီးမရှိတော့ဘူးကိုယ်ထဲမှာလည်းအတွေ့ရသာငယ်ကြီးမရှိတော့ဘဲနဲ့စူးနဲ့ထိုးသလိုလွှတ်နဲ့တိုက်သလိုဓာတ်နဲ့မှုန်းသလိုအဲ့ဒီအရသာဒုံကြီးကတော့သေပြီးတော့အရာကြီးနဲ့ဖဲ့ပြီးတော့သေရတော့မှာအဲ့တော့ဒကာရမကြီးဦးဇင်းသတိပေးလိုက်ပါတယ် ။ဦးဇင်းတို့မဲဆွဲဘွဲမလုပ်ဘူး။တက္ကရကမကိုဦးဇင်းဘယ်တော့မှမစည်းရုံးဘူး။ကြီးညူအောင်ကိုးခွေအောင်ဘယ်တော့မှမလုပ်ဘူး။နော်။ဦးဇင်းတို့တရားပြတယ်နှစ်စကားနောက်လာခြင်းလားမလာခြင်းနေပဲ။ဘယ်ဖွဲ့ဘယ်ဟာဘာမှဦးဇင်းမဆက်ဆံဘူး။သို့တော်လည်းပဲတနာတယ်။ဘဝနေနီးအတိတ်ပြန်မဲ့ပြီးတော့မိမိစိတ်ထဲမှာကိန်းနေတဲ့အဘိဓါဒေါမနတ္တ တဏ္ဏကြီးနဲ့သိရင်အော်တရားမဲ့အဖြစ်မျိုးကိုမသိသေးချင်ပါဘူး။အော်ပြီးတရားတဲ့ပုဂ္ဂိုလ်ကအော်ပြီးနေရတဲ့ဘဝရောက်သွားပါလေ။ငြိမ်းချမ်းပြီးတော့သိတဲ့ပုဂ္ဂိုလ်ကငြိမ်းချမ်းပြီးနေရတဲ့ဘဝကိုရောက်ပါလေ။ဘလို့သိရလဲပုဂ္ဂိုလ်လဲဆိုတော့သိတဲ့အခါမှာ အော်ဟဲ့ညင်ညူခြင်းမရှိ။အဲ့လိုငြိမ်သက်ပြီးတော့သိတဲ့ပုဂ္ဂိုလ်သိပြီးတဲ့အခါကျတော့ 老百姓百也别查着，包清包人招你养别劲，难出去没吃的不够，内山茶没保护，一个不内查没招募，阿里路谁担心谁干秘灭着，担心内就秘密着就赚钱去，谁抱着对来对比没家伙难出来了着。 ာဓမ္မတွေတစ်သက်လုံးအမွေးနန္တာတွေလိမ့်တော့သေတော့ဘာနှံ့ထွက်ပုံနှံ့ထွက်အမွေးနန္တာတွေစားပြီးတော့ယူတော့ဘာနှံ့ထွက်သေးတော့လေအပုံနဲ့ကြီးထွက်ပြီဆိုရင်ငါတသက်လုံးနေကြတာအလကားပဲမှတ်ထားနော်အဲ့တော့အပုံနဲ့မထွက်အော်ဟိညင်းညူခြင်းမရှိဘဲနဲ့သေတဲ့နီးလူချင်းရင်တော့လာယူပါ ကိုယ်ဝယ်ဖို့မပါဘူး။ဦးဇင်းဘယ်တကာမှကိုမှဘယ်တကာကိုမှနော်ညှော်ကုမတခုတခုနဲ့ဘယ်တော့မဆက်ဆံဘူး။ဦးဇင်းတို့ရဲ့မြတ်တဲ့သီလသမာဓိပညာစေတနာကိုပတ်ဆံအောင်လူအောင်ပါဝါကုန်အောင်ဘယ်တော့မှရောက်မခံဘူး။ဒါပေမဲ့မေတ္တာတရားအကျဉ်းသားတရားနဲ့အဲ့တော့အပြည့်ရှိတယ်။အဲ့တော့သေနီးတတ်ခြင်းလာယူပါလို့ဒီလိုဆိုလိုတာ။နော်သေနီးတတ်အခုလူရှင်တွေကသေနီးတတ်သွားပြီ။ သိနိတက်သွားလို့တို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်ပုတုဇဉ်ဓလိဇယိုက်ကြီးတွေတန်လန်းကြီးနဲ့သေမယ်ဆိုရင်ဘဝကူမကောင်းဘူးပုတုဇဉ်ဓလိဇယိုက်ကြီးကထင်ရလောက်တာအဲ့တော့တိလိษံကြီးကထင်ရမလောက်ကြဘူးလားအေးထင်ရလောက်တဲ့စိတ်ကပုတုဇဉ်ဓလိကြီးသာသနာနဲ့ကြုံမာလဲနဲ့ဝိသကအာနာရပိန်လို့တို့တစ်ဖက်တစ်ဖို့သုလသောတာပန်အငယ်စားအဲ့ဒီအငယ်စားလောက်မှာ မိမိကိုမိမိအာမမခံနိုင်ဘဲနဲ့တေးရမယ်ဆိုရင်လူဖြစ်ရကြိုးသာသနာနဲ့ကြုံရကြိုးနှက်ပါလေအဲရှုပ်ဆုံးဆုံးနေအဲ့တော့ယောဂီတို့အနေနဲ့တရားနုတာရီသောတာပန်ကတော့အခုနေရှိဖို့ခင်းနေဓမ္မနုတာရီသောတာပန်ဆိုတဲ့ဓမ္မကိုအခြေခံပြီးတော့အပေတကားပိတ်ပြီးတော့သိနိတတ်ပြီးတော့ဘုံစင်စာတက်ချိန်တွေဆိုရင်တော့လာခဲ့ ဥပ္ပါမလားစာချုပ်ထားပြီဟွဦးစင်းကဒါပေးနိုင်လားဒီကပြတဲ့ဤစနစ်တိုင်းစနစ်ကိုစီကံကိုလိုက်နာပြီးတော့ကျင့်ကြံအားထုတ်မယ်ဆိုရင်သိနီးတက်သို့မဟုတ်ဘယ်လိုလာလားသိနီးတက်တယ်အမြစာသိနီးရဲ့အလားစာသိနီးရဲ့နှမျိုးရှိဒီစခန်းကိုလာတဲ့ပုဂ္ဂိုလ်သည် သေရင်ငါဘလို့သေရမယ်ဆိုတာကတော့အားလုံးရပြီလားမိမိကိုယ်တိုင်မိမိသေရင်ငါဘလို့သေရမယ်ဆိုတာကိုကိုယ်ကိုယ်တိုင်နားလည်သွားပါလေအဲ့ဒါက